channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရောက်ရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါအမြနာလဲအောင်အလွယ်တကူပြောကြစို့ဆိုရင်တော့ပရိသယိသစ္စာမတည်ရင်ဓမ္မမတည်ဘူးတဲ့သစ္စာမတည်ရင်သစ္စာတည်မ ဓမ္မတည်တယ်နှလုံးသားမှာစင်ထာဝရဓမ္မတွေတည်နေဖို့ရာအဓိကအလိုအဆုံးသောအကြောင်းသည်ဘာလဲသစ္စာတည်ကြမှာဒီနေ့လောကကြီးကမ္ဘာကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်ပရိသတ်ရေတော်တော်များများဟာသစ္စာမဲ့လာတယ်နော်သစ္စာတရားထိမ့်သိမ့်မှုမရှိချဘူး လူလောကကြီးတခုလုံးဟာတော်တော်များများ သစ္စာတရားတွေကင်းမဲ့တယ်သစ္စာကင်းမဲ့ကြသလိုပဲတဲ့သူတော်ကောင်းလက္ခဏာလည်းပဲပရိသတ်ကြီးယွင်းပြက်လာကြတယ်သူကျေစုတည်ခြင်းဆိုတဲ့ကတင်ညူတမိသည်အားလျော်စွာသူကျေစုကိုဆတ်ခြင်းဆိုတဲ့ကတဝေဒီ ထိုသူကျေစုသိခြင်းသူကျေစုဆတ်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတရားပရိသတ်ရေတော်တော်ကြီးကိုပဲခေါင်းပါသွားပြီမို့လားကတိညုတကတဝရီပုဂ္ဂိုလ်ကြီးတွေဟာလောကမှာຢာခဲ့တဲ့ဒုံလဘပုဂ္ဂိုလ်ကြီးတွေပါကနေ့ဘုန်းကြီးတို့ခေတ်ကကျေးဇူးများများရှိလေများများဆွတ်လေပဲမဟုတ်လားကျေးဇူးရှိမှကျေးဆွတ်တယ်ကျေးဇူးကမ်းတယ်ဒီလိုမဟုတ်လား သာသမီကလည်းမိဘတုပြီးတော့ရမ်းဖြစ်နော်တန်ဖိုးမရှိတဲ့ပြည်စည်းဝတ္ထုကိုအမိပြုပြီးတော့တန်ဖိုးကြီးမားကြတဲ့သာမီကျင်ထားရမယ်မေတ္တာညီကိုမောင်နှမထားချီရမယ်မေတ္တာအချင်းချင်းစောင့်ရှောက်ကြရမယ်သစ္စာတရားတွေဟာပရိသတ်ရေမရှိကြတော့ဘူး တဲ့မေတ္တာသစ္စာတရားတွေခေါင်းပါလိုက်သူတော်ကောင်းလက္ခဏာယွင်ပြဲ့သွားတယ်။ဘာလက္ခဏာယွင်ပြဲ့သူတော်ကောင်းလက္ခဏာတွေယွင်ပြဲ့သွားပြီဆိုရင်အဲ့ဒီလူသားတွေကိုစောင့်ကြပ်ပြီးတော့နေကြတဲ့သမ္မာဒေဝနတ်ပြည်ဆိုတာရှိတယ်ပြိဿိုက်နော်လောကကြီးကိုစောင့်နေတဲ့လောကပါဠနတ်ပြည် ရှိတယ်ကိုဆောင်တတ်တယ်ရှိတယ်ကိုမဆောင်တဲ့ကိုဆောင်တတ်တွေကကိုကသူတော်ကောင်းလက္ခဏာပြည့်စုံပြီးတော့နေခဲ့ရင်ကိုမနတ်ကောင်းဆောင်မလားနတ်ဆိုးဆောင်မလားလို့မေးဘယ်လိုပြောနတ်ကောင်းဆောင်ရမယ်ပေါ့ဘယ်နဲ့ဒီဆောင်တယ်လဲလို့ပြောကြသူဆိုတော့သမ္မာဒေဝနတ်ကောင်းနတ်မြတ်ဒီဆောင်တယ်နော် သူတော်ကောင်းလက္ခဏာယွင်းပြက်ပြီဆိုတော့နတ်ဆိုးတွေမိစ္ဆာနတ်တွေဝင်းလာတတ်တယ်မိစ္ဆာနတ်ကဘယ်နတ်တွေလဲလို့ဆိုတော့တကုတ်အဋ္ဌိပရှိကြတဲ့မိစ္ဆာကောင်းတွေတရဲတို့ဘလူတို့သပတ်တို့ဆိုတာတွေပေါ့ဗျာလေရီဆိုတော်ကြီးကတရဲကိုလူနီးတဲ့ဘလူကိုလူနဲ့သပတ်ကြတော့လူဖြူတဲ့ဟုတ်လား လေဒီစရောကြီးရဲ့ကောတုရာဒီပိဏီချမ်းမှာ ရောကန္တရာဒီပိဏီချမ်းမှာအဲ့တော့အဲ့ဒီတရားတို့ဘလူတို့သဘတ်တို့ဆိုတဲ့ပုံကိုယ်တွေကြည့်လိုက်တော့ပရိသတ်ကြီးမေတ္တာကရုဏာမရှိဘူးသူတို့နှလုံးသားတွေဟာကြမ်းထမ်းတဲ့ရက်ဆက်တဲ့ယုံမှာသူတို့ရဲ့ဘဝယက်တီဖို့အစာအသောက်ကသူများအသွေးအသားကို စားတော့တာ သူများအသားကို စားတာ ဘလူဘာစားသလဲလို့မေးများသောအပြင်ပရိသတ်ကြီးလူသားပဲမဟုတ်လားဘလူရဲ့အကြိုက်ဆုံးအစာသည်လူသားပဲကြံတဲ့အသားလည်းချမ်းသာမပေးဘူးစားတာပဲဒါတော့အဲ့ဒီမိစ္ဆာနတ်တွေဟာလူလောကကြီးတဲကို ဝင်ရောက်ဖို့အခွင့်အရေးပါသွားပြီတဲ့ဘယ်သောများ လူသားစားရပါမလဲလို့ အစာကိုချောင်းနေကြတဲ့ဘလူတွေပရိသတ်ရဲ့အခွင့်ကောင်းသာသွားတယ်နော်လူသားတွေသူတော်ကောင်းလက္ခဏာယွင်ပြပြီးတော့လာခဲ့ပြီဆိုရင်အမြဲတမ်းလူသားစားဖို့ချောင်းမြောင်းနေကြတဲ့ဘလူတစ်ပတ်စားတော်မိဆာကောင်းနေနေရာရပြီတဲ့အခွင့်သာသွားတယ်လူတွေကိုကျင်းပြည့်ရင် မိဆာကောင်းနေရဲ့အစာဖြစ်မယ်နော် တိုင်းပြည်တပြည်မှာအုတ်ချုပ်မှုအကြီးအကဲကင်းနေတဲ့အုတ်ချုပ်ရေးရန်တရားကြီးယွင်းပြတ်သွားပြီဆိုရင်တိုင်းပြည်အတွင်းမှာငုံလျိုးနေတဲ့ခေါသာသဘုံတကံနေပြိသက်ကြီးထားကြွတောင်းချမ်းမလာဘူးလားအဲ့ဒီအခါကျတော့တိုင်းသူပြည်သားတွေစားကောင်းမစားရအိတ်ကောင်းမစားမအိတ်ရစိုးရင်စိတ်တွေပူပန်စိတ်တွေနဲ့အချိန်ကုန်ကြရတယ် အဲ့ဒီသဘောလိုပဲတဲ့သမ္မာတေဝနာကောင်းနှမြတ်တို့အဆောင်ကျက်ကင်းသွားရင်သဘုံသကံနဲ့တူလာတဲ့ခောသဓာမြနဲ့တူလာတဲ့မိစ္ဆာနတ္တိယာပရိသတ်ဤထကြွတောင်းချမ်းလာချလိုက်လူတွေသူတော်ကောင်းလက္ခဏာချုပ်ရင်းချင်းရဲ့အပြစ်နော်ဒါတော့ဒီမိစ္ဆာကောင်းတွေကဘာလောက်ကြတယ်လဲဆိုတော့လူတွေယောဂအမျိုးမျိုးဖြစ်အောင်လုပ် ဘေးဥပအမျိုးမျိုးကြအောင်လို့ဒီတော့မှလူတွေသေသေတော့စားအစတော့ဒီလိုပဲနောက်ကြတော့လူတွေပုဝင်ကလူအသွေးစားလူအသွေးတော့လူသားစားပေါ့လေအဲ့ဒီလူကနေနောက်ဆုံးလူအသွင်နဲ့ပရိသတ်ရေလူแท้ကိုယောက်လာကြတာလူအသွင်နဲ့ယောက်လာပြီဆိုတော့လူနဲ့မတူဘူးဒီကောင်လေးက ပဲလို့ဖြစ်လာတယ်လို့ဆိုတော့သူတို့နှလုံးသားတွေဟာကြမ်းတယ်သူတို့အလုပ်တွေဟာရက်ဆက်တယ်အတ္တအဖြတ်အမတန်ကြွကျင်ညာတယ်လူသားကိုမှစားတယ်လူသွေးကိုမှတောက်မယ်လူလူချင်းပရိဒတ်ရေမတဘူးလားလူလူချင်းတတ်တာအဆိုးဆုံးပေါ့ အဲ့ဒီလူလူချင်းတတ်နေတာတည်းဟာပြိဿယီလူတွေမဟုတ်ဘူးလူဆိုရင် လူမတတ်ဘူးနော်ဘာတွေလဲဩပြောဣစာမကျကျလေးဘာတွေလဲလောကကြီးတစ်ခုလုံးကဘာကြီးတစ်ခုလုံးပြိဿယီဘလူတွေများလာပြီနော်အသွင်ကတော့လူပဲတဲ့စိတ်ကဘာစိတ်ပေါ့အများကြီးပဲ အပြောအဆိုကြမ်းတဲ့အနေအထိုင်ကြမ်းတဲ့အစားအသောက်ကြတော့လဲကြမ်းထမ်းတယ်။ဘာစားလဲသူများ အသားမှစားတာနော်။ဒီတော့အသားစားတာဘယ်သူလဲ။တို့ပေတာအသားမစားဘူးလား။အမလေးဘလူတွေအများကြီးပဲ။နော်။အသားစားတဲ့တတ္တဝါတွေဟာ များသောအပြင်ဘဝကြမ်းကလာကြတာ များတယ်။ရက်ဆက် ကျမ်းကျုပ်တဲ့ဘဝနဲ့နိကတ်တယ်လို့ဒီလိုသတ်မှတ်ရတယ်နော်ဒါတော့လူလောကရဲ့ကုသိုလ်ကံအကြောင်းထောက်ပံ့လို့လူရလို့လာဖြစ်ပြမယ်မဲ့သူ့ဘဝကိုအကဲခတ်ကြည့်လိုက်သူ့အနေထိုင်အပြောအဆိုအစအသောအမှုအရာကြည့်ရင်ပရိသတ်ရဲ့အတိတ်ရဲ့အရေးကလေးတွေဟာခံမှန်းလို့ရတယ်နော် ဒီတော့ဘဝကျမ်းကလာကြတဲ့ပုဂ္ဂိုလ်တွေရဲ့စားတာတောက်တာကိုကြည့်ရင်များသောအားဖြင့်အစာကျန်းတယ်အသာအကြိုက်များတယ်ယာကကျူးတယ်ဒေါသကျူးတယ်အိသမိစရိယမမနာတွေမောကြွားထောင်လွှားမှုတွေများတယ်တဲ့အဲ့ဒါဘဝကျမ်းကလာတာများသောအားဖြင့်ဘလူဘဝကနိကကြအသာစားဆိုတာလည်းပဲစားစားရှိရင် စားချင်တာပဲမဟုတ်လားဘုန်းကြီးတို့ပရိသတ်ခွေးသားစားလားစားပါဘူးဘောက်လို့မစားခွေးပါစားမစင်စားတာခွေးမစင်စားတာသိတော့ယွံပွဲဖြစ်လို့မစားဘူးအဲ့ဒါစားစားမရှိလို့စားစားရှိတဲ့လူကြတော့စိတ်ကြုံသားစားရင်ငှက်ဖြားတော့ပျောက်တယ်တဲ့။ तू ကစားတာကိုစားတော့စားတဲ့လူအဖို့ရှာတာစုတာနော်။ ဒါတော့ဘုန်းကြီးတို့ဒကာဒကမတွေမေတ္တာကမ္မထံကို စီးပြန်းတဲ့မေတ္တာဝါဒသမဟာအသားစားရှောင်ဝတ်သုဒ္ဓနာဒူရင်ဆောက်တည်နေတဲ့ဒူရင်ဆောင်ပုဂ္ဂိုလ်ဟာအသားစားရှောင်ဝတ်မွေသားကိုစားရင်ဘသူအသည့်မွေရသည့်တယ်လို့ကြားဘူးလားဘုန်းကြီးတို့ငယ်ငယ်တုန်းကလူကြီးတွေပြောတာနော် အသားကြိုက်တဲ့သတ္တဝါတွေဟာအသားစားလာတာကိုပရိသတ်ရင်သိတယ်။ဒီအခါဒီသုတ်သနာဒူရင် ဆောက်တည်တဲ့ပုဂ္ဂိုလ်အတွက်အန္တရာယ်အင်မတန်ကြီးတယ်တဲ့ပရိသတ်ရင်မိစ္ဆာကောင်းတွေကအန္တရာယ်ပြုဖို့အခွင့်သာတယ်နော်။ဒါကြောင့်သုတ်သန်ဒူရင် ဆောက်တည်တဲ့ပုဂ္ဂိုလ်ရဲ့အင်္ကာထဲမှာအရေးကြီးဆုံးအချက်ဟာပရိသတ်ရင်ဘာမစားရဘူး။မေတ္တာကမ္မဋ္ဌာန်းစီးပြန်မေတ္တာဝါဒီပုဂ္ဂိုလ်ဟာလည်း အသားစားရှောင်ရတယ်ဒုဗေဒလည်းမေတ္တာကမ္မထံသမားတွေပဲမဟုတ်လားအခုကိုသေးတို့မကျူတို့ဝေးနေတဲ့စာအုပ်လေးတွေလက်ထက်ရောက်မှာပါရောက်ပါတယ်ဖတ်ကြည့်ပြီးပြီလားဖတ်ကြည့်ပါပါလေမေတ္တာဖို့တွေပဲနော်အရှိအယနိုင်နေရကုန်သောလူနာပြမသတ္တဝါတို့သည်ဘေးရန်ကင်းကွာကြမ်းမှချမ်းသာကြပါစေဘာလို့ထားမေတ္တာဖို့ တက္ကမကြီးကမေတ္တာတွေပို့လို့ရှေ့ရတောင်ရအနောက်ရမြောက်ရထက်အောင်မေတ္တာပို့ရင်တဏ္ဍာန်ကနေလှမ်းပြီးဩတယ်ဟဲ့သမီးဟိုမှာကျက်သားဆံမျိုးအိုတည်ထားတယ်နော်အဲ့ဒါကျက်သားနူးနတ်နေအောင်ပြုတ်ဟဲ့ကောင်းသေးလားပို့တော့မေတ္တာကျက်သားဆံမျိုးနူးနတ်နေအောင်ပြုတ်ဒီတော့ဒီမေတ္တာစွမ်းသေးလား ကရဏီယမထကုသလေနာယန္တသန္တံပရံအဘိသမိဇသကောဥဇုဇသူဟုစုဇသဝဇောဇသံမုရဏတိမာနီဘောက်တာမေတ္တာသုတ်ရွတ်ထားမို့လားဒဂါကြီးရဒဂါကြီးရဝသားချက်ကတဲကောင်းတာပဲပရိသယဒီမေတ္တာစွမ်းသေးလားမှန်ပါပါဘုရားအမလေးမိစ္ဆာကောင်တွေကတော့ပြုံးမယ်နော် ဇဂါလည်းစဘုံကြီးလည်းစအသံကမေတ္တာသံစတာကအသာဘယ်ကလာဒီမေတ္တာစွန့်ရော့မလဲတတိထားရမယ်ချက်ကလေးနော်ဒါကြောင့်သူအသာစားစားရှိရင်ပရိသတ်ကြီးဘာတယ်လဲခွေသာခွေမစင်စားလို့ယွံပွဲဖြစ်လို့မစားကြဘူးဝတ်သားကော ဝက်ပါစားလဲဘာလို့ဝက်သားစားပရိသတ်ရေသတိထားနော်စားစားရှိလင်စားခြင်းခြင်းစားလင်မဆုံးရှိတော့သည်ဝက်သားကြတော့စားတယ်စားစားရှိ အမဲသားလဲဟောတချို့ကြတော့နွားရီယာကျေးဇူးရှင်နဲ့မစားရဘူးဒါကြောင့်သားတို့သမီးတို့အမဲရှောင်ပါမန်သားရှောင်ပါလူကြီးတွေမပြောဘူးလား အောက်ပြေကတော်တော်များများပြိတ္တာရဲ့အမဲရှောင်တယ်နော်ကိုတိတို့အညာကတော်တော်များများအမဲသာစားတယ်ဒီတော့ဘုန်းကြီးတို့ဆုံးဝိုင်းတဲ့ခုမှာဘုန်းကြီးတွေစုံကြတော့အဲ့ဒီမှာအမဲနှစ်ပါတာကိုဗျဘုန်းကြီးတစ်ပါးကသူ့တငယ်ချင်းဘုန်းကြီးတစ်ပါးပဲတိုးပေးတယ်အမဲဟင်းကိုဒီတော့ဟိုကိုတော်ကပြန်တိုးတယ်ကိုတော်မစားဘူးလားမစားဘူးတဲ့ရှောင်ထားတယ် ဒါစားတဲ့ဘုန်းကြီးကဘာပြောလဲဆိုကိုတော့အဲ့ဒါမိုက်တာပေါ့ဘာဖြစ်လို့ကျေးဇူးရှင်သေပြီးတိုင်အောင်ချင်းမြောက်ရမယ် तू ကစားတာဟုတ်ဗျသေပြီးတဲ့နောက်ထောင်ချင်းမြောက်ရအောင်မယ်เนาะဒီတော့ तू အသားကိုစားရင်ပြိတ္တရေကိုအသားလည်း तू စားလိုက်မယ်เนาะစားမဲ့လူတွေက၆နေပြီမဟုတ်လား ဒါဖြင့်ဆိုလိုက်သမသူအသကိုကစာကိုအသသူကစာသူစာကိုစာဤနပဟောကလည်းတော်မီအေးသူအသနာနာစာထာနော်ဘလူတွေတပတ်တွေတရေတွေက မသိဘူးလား ကိုအသားလည်းသူစားလိုက်တယ်ပြီးတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာနေ့စဉ်နေ့စဉ်သားကောင်းတွေတတ်နေတာပရိသတ်ကြီးစိတ်မန်းကလူတွေသာသနာပန်ကလူတွေကြားမှာပါကြားပါမလို့တချီတချီဒီဘက်ကတော့ဖြတ်ဖြတ်သွားနေသေးနော်တတိုင်းမြေလုံးကြည့်လိုက်ရင်တနေ့ကိုနွားအ ਨੇ ဆုံးတထောင်လောက်တော့သေလိမ့်မယ်ထင်တယ်။တရက်တထောင်လုံးနဲ့ဆိုရင်တလဆိုတော့ သုံးသောတနည်းဆိုတော့သုံးသိသုံးသိ၆သောဆယ်နှစ်ဆိုတော့မဲခဏတွက်ဆက်ချပေးအောင်မထင်ပိသယီကွန်ပျူတာခေသုံးသန်းနဲ့၆သိသေးလိုက်တဲ့တတ္တဝါတွေနော် စားတဲ့လူတွေရှိတော့တတ်တဲ့လူကလည်းအရင်အနည်းတွေတိုးပြီးတော့ပရိသတ်ကြီးပိုသတ်တာပဲမဟုတ်လားဒီတော့စားတဲ့လူတွေမှာပရိသတ်ကြီးတတိထားရမယ်ချက်ကလေးဟာအရာခတ်သိမ်းတိုင်းကို ကြည့်ချရှုချတဲ့နေရာမှာရိုးရိုးအမေပေးလိုက်တဲ့ဒီပတာရမျက်လုံးလေးနဲ့တင်ကြည့်ုံမပေးပါဘူးတဲ့ညံမျက်လုံးလေးထဲပါဘယ်မျက်လုံး ဘယ်ညာလဲလို့မေးတော့စူးစူးဆိုင်ဆိုင်ကြည်တတ်မြင်တတ်တဲ့ညာအဲ့ဒီညာဟာဘာညာလဲလို့မေးတော့ပရိသတ်ရေကံပီရညာမှာဘယ်ညာလဲကံပီရညာပေါ်လာရင်ပရိသတ်ရေသံဝေကညာဖြစ်မယ်ကံပီရညာပေါ်ရင်ရှေးလူကြီးတွေရှေးစတော်တွေပြောကြတယ် नूरे म्यूटे तीन जाएंगे नूरे का तीन जाएंगे क्यों नहीं रहा तीन जाएं ऐसे का बारे ले लुभता मौला वधाले ठेलाई जावे मैदाले चेदाले बाये जोले मौला अकुंसावे बड़े दाई लादमिया अल्लाह कौन है इरो अद्दे ये ये नमाइ दिहा बड़े दाई शिंबाबीरो တပါသူရဲ့အသားကိုကိုစားလာတော့ဩငါအသားလည်းပဲသူ့လို့ဆိုဘယ်နဲ့နေမလဲဒီအသားဆိုတာအတုပအပုတ်ကောင်ပဲလို့ပရိသတ်ရမမြင်တော့ဘူးနော်အသားငန်းငန်းနဲ့မစားဘူးလားလူတွေရဲ့နှလုံးသားတွေဟာရက်စက်လာတယ်ကြမ်းကြုတ်လာတယ်မေတ္တာကရုဏာတွေကင်းပြီးတော့လာတယ် <laughs> သူကျေစုတည်ခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတွေယွင်ပြက်ပြီးတော့လာကြပြီเอกัมภีระญาณตาปอลาแก่มั้ยโซยันตังเวกะธรรมะไม่ผิดปูล่ะอะยายาไดงูไม่ทิ้งทิ้งปูล่ะเอริตังเวกะธรรมะปอลาบีโซยันปริตัยติสสาแลทิ้งตัวเด้เนาะติสสาตีจะบีโซรธรรมะแล တည်ပြီးတဲ့ယသခြင်းပုဂ္ဂိုလ်ဟာသစ္စာသစ္စာတရားဒီနာတိမရှိဘူးနာတိသစ္စာသစ္စာမတည်ကြဘူးတသံထောသစ္စာမရှိသစ္စာမတည်တဲ့ပုဂ္ဂိုလ်အားဓမ္မောဓမ္မဆိုသောတရားဒီကုတောအထေအဘယ်မှလည်းတည်ရှိနိုင်ပါတော့အန္တတိ ေးကိုယ်ကလည်းစာသူများကိုလည်းစအောင်တိုက်တွန်းနော်အသားထလိုတယ်အသားများများစားပါသူကပါစအသားစတိုက်တွန်းရင်တိုက်တွန်းရင်နဲ့ကလေးတွေလည်းအသားကျွေးရင်နဲ့ပရိသတ်အတိတ်ရဲ့အချိန်တွေပါပြီးတော့အသားမပါဒီကလေးတွေလည်းမစားဘူးအဲ့ဒီကနေအသားစားလေးတွေဖြစ်လာတာပဲမဟုတ်လား ဤတော့အသံစားတဲ့နေရာမှာဘုန်းကြီးတို့ခေါဏပြောခဲ့ပြီဘသူစားဘလူတပတ်သစီတရမိစ္ဆာကောင်တွေမဟုတ်လားဤတော့မိစ္ဆာကောင်တွေစားတဲ့ကရုဏာမေတ္တာကင်းတဲ့ရက်စကြံကြုတ်သူတို့သွေးစွန်းသောလက်ရှိသူတို့ပြုလုပ်ပြီးတော့နေတဲ့ဒီလုပ်ငန်းမျိုးကိုဘုန်းကြီးတို့ပြရိသတ်မိမိတို့အနေနဲ့လှုပ်တဲ့မလှုပ်တဲ့ပြုတဲ့မပြုတဲ့စဉ်းစားဖို့ချိန်တန်ပြီနော် အတိတ်ကကြံလာတာတွေကိုဒီဘဝမှာအစသမယနာနိုင်ကြရဲ့။သွားရမယ်လမ်းသည်တဲ့နူးညံ့သောလမ်းမဖြစ်နိုင်ဘူး။ကြံထံသောလမ်းဖြစ်လိမ့်မယ်နော်။ကြံထံသောလမ်းဆိုတော့ဘယ်လမ်းလဲလို့မေးရင်လာလမ်းပြန်မှာပြိဿရဲ့။ဘလူလောကမှာဘလူတွေအများကြီးတဲ့ကြီးလိုက်လို့ရှိရင်လူတစ်ယောက်ကိုဘလူ၃ယောက်နှုံးလောက်ရှိလိမ့်မယ်ထင်တယ်။ ီတော့အဲ့ဒီဘလူတွေဟာပရိသတ်ကြီးမစားရလို့ဗဇတ်ပြင်ပြီးတော့အငတ်ဘေးဆိုင်နေတာဣသီယိုးပီးယားတို့နေမှာပေါ့နော်စားခွင့်သာကြုံလိုက်လို့ကတော့အတင်းဟတ်တော့မှာပဲအဲ့ဒါသရိသာထားဒါကြောင့်အသားစားလာရင်သူအသားကိုစားရင်ကိုအသားလည်းသူစားမယ်တဲ့ဤတော့အသားစားတဲ့ပုဂ္ဂိုလ်တွေဟာ ရက်စက်ကြံ့ကြုတ်တဲ့သူတွေနော်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓအဆုံးအမတွေကိန်းနေတာပဲမဟုတ်လားဗုဒ္ဓကတော့အသားမစားရဘူးလို့အထူးမပညာဘူးပြိတ္တကြီးပညာလို့လည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အသားစားနေတဲ့နိုင်ငံတွေကိုဗျာနော်ဘုန်းကြီးဆိုတာတရားရကမှမိတည်နေရတော့ဒိဋ္ဌသုဒ္ဓပြိသင်္ကိတမြင်ခြင်းကြားခြင်းယုံမှန်တရားဖြစ်ခြင်း ဒီကောဒီပရိသုဒ္ဓအဲ့ဒီအစွန်းသုံးပါလွတ်ရင်တော့ပရိသတ်ရဲ့စားဖို့စားဆိုပေမဲ့အသားကြီး10မျိုးတော့မစားရဘူးနော်မစားရင်အကောင်းဆုံးပေါ့ဘာဖြစ်လို့လဲဆိုတော့အသားစားရင်ယောဂများတယ်အန္တရာယ်များတယ်နှလုံးသားကြမ်းထမ်းတယ်ဘုန်းကြီးတို့မင်းကွန်းစတော်ကြီးတခါတခါတရားဟောရင်၄ငယ်နာကြီးလောက်ပေါက်ချင်ပေါက် ီလိုတရားတွေရှိပြီပလင်းကဆင်းလာပြီဆိုစတော်ကြီးညောင်းมาပဲအထင်းနဲ့လူတွေကရှင်မယားတပည့်တော်တို့ဝတ်ပြုခွင့်ပေးပါဝတ်ပြုပေးရစီဒီတော့စတော်ကြီးကလက်ကလေးကာပြီးတော့ဗာပြောမှာတခါကြီးများတဲ့တိခံတိခံဘုန်းကြီးတို့က အသားမစားတော့မညောင်းတတ်ပါဘူးတဲ့မင်းကွန်တိပိကာရစတော်ကြီးအမိတ်နော်အသားစားရင်ဗာများ ်ယောဂါများတယ်အညောင်းများတယ်ဒုပိဒ္ဒမညောင်းဘူးလားညောင်းပါဘူးဘာလို့ညောင်းတာစတော်ကြီးကအသာစားတာမဟုတ်သူကပဲစားတာနော်မှန်ပါဘူးဘုန်းကြီးတို့ကအသာမစားလို့မညောင်းတတ်ဘူးတဲ့အသာစားရင်အညောင်းများသဘောဧအသာအစာများလာရင်ယောဂတုပြောတဲ့အန္တရယ်များပြီးတော့လာတယ် ယံသူကိုဖိတ်ခေါ်သလိုဖြစ်တယ်ဘေးရန်သူတွေဖိတ်ခေါ်လဲမိစ္ဆာကောင်းတွေဖိတ်ခေါ်တာနော်အခုတော့စားလိုက်ကြတာပရိသတ်ကြီးတောင်းပုံရပုံမဲမဟုတ်လား